ပဲရှိတာဗောနော်အကိုတယောက်ပဲရှိညီမဆွဲမရဘူးအသွမ်းမရဘူးညီလေးညီမလေးဝင်လို့မရဘူးလို့မနဲ့အမအကြီးကျွန်တော်တို့အဲ့တရေခွန်ဖမ်းမရမှာလေအဲ့လိုလုံးလုံးမရအောင်နော်မအကြီးနော်စိတ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 ်တော့တရေခွန်ဖမ်းမှာမအကြီးမှာတားတယောက်လေးကြည့်ဟုတ်တယ်နော်မအကြီးနော်ဟိုနောက်နောက်ကိုနောက်ကိုဆိုဒါထားနိုင်ငံကတကြံမှာ မြန်မာလူမျိုးတွေပေါ့လေအချင်းချင်းရံဖြစ်ပြီးလူတက်မှုတွေဖြစ်တယ်ဆိုလားမြန်မာတွေကသူများနိုင်ငံမှာလဲပင်ကိုစိတ်တွက်တွေကမပြောက်ဘူးနော်မြန်မာအားလုံးကိုမဆိုလိုဘူးတချို့ကစရိုက်ကြမ်းနေရှိကောရှိတာအဲ့ဒါတောင်တကြံနဲ့ပတ်သက်ပြီးထိုင်းပြည်ကဥပဒေတွေဒီလောက်တင်းကျပ်ထားတာနော်မြန်မာနိုင်ငံမှာခစ်ကောင်းလို့ကြံအကြီးအကျယ်ကျင်းပခဲ့မယ်ဆိုရင်ဘယ်လောက်တောင်အတေအပြောက်များလိမ့်မလဲမသိဘူး ဲ့တော့မြန်မာနိုင်ငံကဒီနှစ်တက်ကူတချံဟာအစိုးရကအကောင်းလို့ပဲပြောရမှာပေါ့ခက်ကောင်းတဲ့ပုံမှန်နဲ့တူဆိုရင်အခုလိုတချံအခါရောက်ရင်ပြောမယ်ပါမယ်မူးမယ်ယူးမယ်ဟုတ်လားရံဖြစ်မယ်တိုက်ခိုက်မယ်အဲ့လိုရံဖြစ်လို့တည်တဲ့သူတွေဟာတစ်နှစ်တစ်နှစ်ကိုမနေဘူးဟုတ်လားရံကုန်မှာဘယ်နှယောက်မန္တလေးမှာဘယ်နှယောက်တည်လဲအဲ့လိုမျိုးမြို့ကြီးတွေမှာရောမြို့ငယ်တွေမှာရောတည်တဲ့သူတွေကအများကြီးပဲ ကားတိုင်းမှုတွေဆံကယ်မောင်းမှုတွေဓာတ်ထုံးမှုတွေအမှုပေါင်းမြောက်များစွာဟာအဲ့ဒီတကြံမှာအဲ့ဒီတကြံမှာမှစုံနေရောအရင်ကသတင်းစာတွေရှိရင်ပြန်ပြီးတော့ဖျက်ဖတ်ပြလိုက်ချင်တယ်ဟိုးအရင်ကတကြံဆိုရင်အဲ့လိုမဟုတ်ဘူးဦးစင်းတို့တော့မမီဘူးပေါ့လေဦးစင်းတို့အဖေအရွယ်ဘာကြီးအရွယ်လောက်ရှိတဲ့တကကြီးတယောက်ပြောဖို့တာကြားတယ်သူတို့အချင်းကမြန်မာတကြံဆိုရင်ရိုးရိုးရေနဲ့လားနန်းသာရေနဲ့လားမသိဘူးဖလားတဲ့ကိုထည့်ပြီးတပြေခတ်နဲ့ တပြေခတ်လေးနဲ့အဲ့ဒီရေကိုစွတ်ပြီးတော့အလူရဲ့ပခုံးကိုဒါလေးခတ်တာပေါ့နော်ပုတ်တာပေါ့အဲနောက်တကြံတချင်းဆိုလို့ရှင်လဲဥဇော်ဝံဆိုတဲ့တချင်းအေးအေးလေးတဲ့အခုခေတ်ကတကြံတကြံတချင်းဆိုလဲဒုံတိုင်းရေပိုက်ရင်လဲဘုံပိုင်းစိတ်တွေကတက်ကြွပြီးမူးချင်နိုင်မှုယူချင်နိုင်ယူနေတော့လူတက်မှုတွေဖြစ်တာလဲဒါမပြောနဲ့လေ အဲ့ဒါကြောင့်မို့အခုလိုခင်မကောင်းလို့တကြံမစော့ဖြစ်တာလဲတခုတော့ကောင်းတာဗောတကြံနဲ့ပတ်သက်ပြီးအသေးအပြောင်းလဲနည်းသွားတယ်လောဘဒေါသမောဟတွေလည်းနည်းသွားတယ်နောက်တစ်ခုကဒီလိုတကြံတိတ်မစော့ဖြစ်တော့ယောက်ျားလေးတော်တော်များများကဒုံလဘယဟန်တွေဝေးကြတယ်မိန်းကလေးတွေလည်းတိလာရှင်တွေဝေးတာတွေ့ရတယ်ဦးစင်းတငချင်းတပါးဆိုသူ့ရွာမှာစင်တရာပြုတ်ပွဲတွေတောင် လုပ်တယ်တဲ့ဒါကလည်းကောင်းတဲ့ပုံရတစ်ခုပဲလीအ တချို့ဆိုရင်တရားစခန်းတွေမှာကလေးငယ်လေးတွေကအစာပါဝင်လာတာတွေ့ရတယ်။ဒါလည်းကောင်းတဲ့ပုံရိပ်တစ်ခုပဲ။ပြောချင်တာကတကြံမစော့ဖြစ်တော့တဲ့အခါကျတော့အသေးအပြောက်များမဲ့အစာကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ဖြစ်တယ်ပေါ့။ဒါဟာအစိုးရကအကောင်းလေးတစ်ခုပါပဲ။ပြောချင်တာကအဲ့ဒါပဲ။နောက်ဘာပြောချင်လဲဆိုရင်တကြံစိုးတာသင်္ကန်တာဆိုတဲ့စကားလုံးကလာတာဖြစ်တယ်။သင်္ကန်တာဆိုတာပြောင်းဆွေခြင်းဆိုတဲ့ဘောဓအနတ်ထွက်တယ် ပြောင်းလဲခြင်းပေါ့ဗျာ။ဘာတွေပြောင်းလဲရမယ်ဆိုရင်လူတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့နှစ်ဟောင်းကနေနှစ်တက်ကိုပြောင်းလဲခြင်းပြောင်းလဲခြင်းလို့ပြောရမှာပေါ့။နှစ်ဟောင်းကနေနှစ်တက်ကိုပြောင်းလဲလို့ရောက်ရှိလာတဲ့အခါတကြံဆော့ကြဆော့ကစားခြင်းအဲတကြံနှစ်တက်ကိုဆိုပြီးတော့ပျော်စရာတွေဖန်တီးပြုလုပ်ခြင်းဖြင့်နှစ်တက်တို့ရောက်ရှိခြင်းအထိမ်းအမှတ်ဖြင့်နှစ်တက်ကိုအထိမ်းအမှတ်ပြုတဲ့အနေနဲ့တကြံကစားခြင်းပြုလုပ်ကြတယ်လို့ မှတ်ရမှာပေါ့နော်တကယ်တော့တင်ကန်တားလို့ပြောတဲ့ပြောင်းလဲခြင်းဆိုတဲ့အကြံဟာဘာတွေအဓိကပြောင်းလဲရမှာလဲဆိုရင်နှစ်ဟောင်းကနေနှစ်တက်ကို ပြောင်းလဲသွားသလိုကိုယ့်ရဲ့အကုသိုလ်ဆိုတဲ့ဖြစ်ခဲ့တဲ့စိတ်ဟောင်းတွေကနေကုသိုလ်ဆိုတဲ့စိတ်တက်ကလေးတို့ပြောင်းလဲပြရမှာဖြစ်တယ်အတိတ်ကဖြစ်တဲ့အကုသိုလ်တွေကိုတွေးပြီးဝင်လေးမနေနဲ့ဒီဘဝတိခန္ဓာဒီတန္တရာတပွဲမှာလေဘင်းမှာကြောက်ခဲကြီးဆွဲပြီးတွားရသလိုပဲ အာဟုသောစိတ်နဲ့အသက်ဆင်ပြီးတွားနေရတာဟာတန္တရာခီးရဲ့အတွက်မဖြောက်ဖူးဘူးအာဟုသောဆိုတာကံကြီး၅ပါးမိစ္ဆာဒိဋ္ဌိကံကလွဲပြီးတော့ကုသိုလ်နဲ့ပြန်ပြီးအစားထိုးလို့ရတယ်ကုသိုလ်နဲ့ပြောင်းလဲပြေးလို့ရတယ်အဲ့ဒီတော့နှစ်တက်မှာအတတ်နိုင်ဆုံးကုသိုလ်စိတ်နဲ့ဆေးဆက်ပါကုသိုလ်စိတ်နဲ့အလိုလိုပါလူတိုင်းအပေါ်မေတ္တာထားပါလူတိုင်းအပေါ်ကရုဏာတတ်ဝင်ပါမေတ္တာဆိုတဲ့သဘောကတကယ်ထားတတ်ရင်ကိုယ်လည်းအေးချမ်းတယ်တစ်ဖက်သူကိုလည်းအေးချမ်းစေတယ် ဒါကြောင့်အမြဲတမ်းမေတ္တာပွားပါဒါနသီလဘာဝနာအတတ်နိုင်ဆုံးလုပ်ဖြစ်အောင်လုပ်ပါကိုယ်သေးသွားရင် ကိုချစ်တဲ့သူတွေပြစ်စီဥစ္စာတွေဟာကိုနောက်ပါလာမှာမဟုတ်ဘူးအဲ့ဒီချစ်တဲ့သူတွေပြစ်စီဥစ္စာတွေဟာဒီဘဝဒီဘဝမှာတင်အာကိုလို့ရချင်ရမယ်တန်ត្រာအတွက်ကြတော့အဲ့ဒါတွေကအာကိုရအစစ်မဖြစ်တော့ဘူးကိုတကယ်အာကိုရမှာကကိုပြုထားတဲ့ဒါနသီလဘာဝနာဆိုတဲ့ကုသကုသကံတွေပဲဖြစ်ပါတယ်ဒါကြောင့်နှစ်ဟောင်းကအာကိုတို့တွေကို နှစ်တက်မှာကုသိုလ်စိတ်နဲ့ပြောင်းလဲပြစ်ပါအပြစ်ရှိခဲ့တဲ့အရာအရာတွေကိုအနှစ်ရှိအောင်လို့ပြောင်းလဲပြစ်ပါဦးဇင်းအနေနဲ့တိုက်တွန်းပါတယ်နော်